တရင်ကျော်လာပြင်းနေဒီနေ့မနက်အစောပိုင်းမှာစစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းကနတ်မတူနဲ့တီဘောမျိုးတို့ကိုလေကြောင်းကနေဘုံထက်ကျဲသွားပါတယ်။တအန်းတက်မတော် TNLA ထိန်းချုပ်မျိုးတွေဖြစ်တဲ့နတ်မတူနဲ့တီဘောမျိုးတို့ကိုတိုက်ခိုက်မှုကြောင့်နတ်မတူမျိုးတွေကရက်သားနေအိမ်6လုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။မနက်9:43မိနစ်အချိန်မှာနတ်မတူမျိုးမျိုးမာစေရက်ကွက်နှစ်မှာရှိတဲ့ပြည်သူတွေကိုဥတီပြီးရည်ရွယ်ချက်ရှိရှိ Jet Fighter နဲ့ဘုံကျဲခဲ့တာလို့ပြောထားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ2ရက်ကလည်းစစ်ကောင်စီတပ်လက်မတူမျိုးကိုဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူ၄ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။နှစ်မျိုးစလုံးကို6မိနစ်အတွင်းဇက်လိုက်ကျဲသွားတာဖြစ်လို့အခါကြီးရက်ကြီးဘလို့ဖြတ်တန်းရမယ်မသိတော့ဘူးဆိုပြီးလက်မတူမျိုးကန်တဦးကပြောပါတယ်။လက်မတူနဲ့တေဘောမျိုးတို့ကိုဒီနေ့မနက်ပိုင်းဘုံကျဲတိုက်ခိုက်တာမှာထိခိုက်ပျက်စီးမှုအများကြီးတယ်လို့လဲဒေသခံသတင်းရှင်မြစ်ကဆိုပါတယ်။အထူးသဖြင့် ဒီနေ့ကဗုဒ္ဓဘာသာဝင်တွေဥပုပ်သီလာစောက်တည်ကြတဲ့သတင်းကျလာပြင်းလေးဖြစ်ပါတယ်။ဒါကြောင့်မလို့လဲအခုလိုဘုံချဲတိုက်ခိုက်တဲ့ပေါ်လူမှုကွန်ရက်သုံးဆွဲသူတွေကအပြင်းထန်ဝေဖန်နေကြပါရဲ့ရှင်။